ဒီရတာဒါတော်တာသူဆိုင်ပေါ့ဒီတက်တော့တမပါတဲ့ဟာခဏတာပါဗောနော်အမှန်တော့ချိန်ချောက်တာဗောနော်နားလည်မှုမလွဲပါနဲ့နော်ပုံမစစ်တောင်တောင်တက်မတူကြဒါပေမဲ့နည်းနည်းချောက်လိုက်ကြောက်အောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်ဘာရောမလဲမတောင်ဘူးဒီမှာတော့သိတယ်စင်ရမ်းသိတယ်တိုင်းပေါ်မှာချက်ပါပြီးပြီးတော့ဥစ္စာတက်တော့ဒီနေ့ရေးရဥစ္စာခုံမိတဲ့ကျမတို့ရိုက်တာလည်းနာနာကြည့်ကြည့်ရှိပလိမင်းကလေးကြီးရိုက်တယ်ရက်ွက်ထက်မှာရန်ဖြစ်အောင်ဒီချက်မကဖြစ်ကြတယ် တွေးထွက်တိုင်းရောင်ဖြစ်ကြတာဒီနောက်ဒါမခိုးအောင်ချင်းချောင်းဘေးရနေတော့ချက်ပြမှာပေါ့လိုက်ပေါ်မှာတည်းတော့မှတ်မှာအဲကျွန်တော်မေးချင်တာကဒီမှာအခုပေါ့နော်ရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့လိုင်းမောကပြောနေတာတနေ့နှစ်ကောင်းနဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားမှန်ပါဘူးနော်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လှိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွင်းစင်းလေးလာထားတဲ့အကြောင်းစုံလင်စွာမြေပြင်ကွင်းစင်းလေးလာထားတဲ့အချက်လက်တွေကိုစူးစီးပြီးစတူဒီယိုသတင်းတင်ဆက်မှုပုံစံဖြင့်ပြန်လည်တင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာကိုကအမြင်အောင်ဆိုသူကဆိုင်လို့ဘာမှမဆိုင်ဘူးပြန်ကြတဲ့နေနေဆိုတော့ဟောခေါင်းတစ်ဖက်နဲ့တော့ဒီမှာပြောပြမယ်အဲ့ဥစ္စာတိုင်တဲ့လူကထဲတာပြီးကြတယ်အခုကျမတို့လည်းရှင်းတယ်တကယ်လို့ဥစ္စာဖြစ်ရင်ကျမတို့ကလည်းသိရင်ပြမှုနဲ့ပြန်ဆိုင် ။ဘာဖြစ်လို့လဲဆိုကျမတို့ကအဲ့လိုလားကျမတို့ခလေးပါ။ခလေးကိုအဲ့လိုဟုတ်အဲ့အဲ့လိုပြောရမလို့ကျွန်တော်ကလေကျွန်တော်တို့ကျွန်တော်တို့ဖြစ်နေတာဟိုခွလို့ရရင်ဟိုအမတို့တိုင်တာပို့ဘူး။ခွလို့ရရင်ဒီရောခွလို့ပြီးပါ။ခွလို့တယ်ကျမတို့ကစက်ကလေးကသူကရောမယ်ဆိုရင်တော့မှအဲ့တော့ပြောရရင်အဲ့မိကဖွဲ့ရပါတော့ကိုဆက်ရောက်ပြီးပါမယ်ဒါဆိုဖေးလေးရှိတော့မေးခေါင်းထက်တော့မင်းတော့သူ့ပြစ်သူခံတာလားဟုတ်ဆုံးပြလားဗျာသူ့ပြစ်သူခံတာဟုတ်ကဲ့ဒါပေမဲ့ဖေးလေးရှိပြီလို့ဘွားလည်းအဲ့ဥစ္စာလည်းပြောပြရမယ်ဒါကျမတို့ကလူကြီးကိုကြည့်တယ်ဟုတ် သူကလည်းခိုးတာတခါတည်းလည်းမဟုတ်ဘူးသုံးသလားဟုတ်တယ်အဲ့မှာလည်းအဲ့လိုပြရလို့ပဲအဲ့လိုသုံးလေးခါလာခိုးတဲ့အတွက်ဒီမတော်အမှန်တော့၆လိုက်ပါဟိုနောက်လာမခိုးရဘူး ကျွန်တော်ကဒီစီးရီးလုပ်မယ်ဆိုသူများအတက်ကိုနောက်ဆုံးကုန်ရပုံမစိတ်တောင်တောင်တက်မှတူရဒါပေမဲ့နည်းနည်းခြောက်လိုက်ဟုတ်လက်ခုသူတို့လည်းဟောဘာဖြစ်တယ်ညာဖြစ်တယ်သူခြောက်သူ့ကိုကြောက်အောင်လို့လားပြောမယ်ဆိုလို့ရှိရင်နည်းနည်းနောက်ချိန်သွားအောင်လို့ပြောလိုက်တာဘာရောမလဲမတောင်းဒီမှာတော့သိတယ်စီးရီးမှန်းသိတယ်ဟုတ်ကဲ့ဆက်စံလဲရောမတောင်းကဲဒါပေမဲ့မနေ့ကတော့ကကြာတော့တိုင်းပေါ်မှာချက်ကားပြီးပြီးတော့ဥစ္စာတက်တော့နည်းရဲ့ရဲကဥစ္စာခုံမိတဲ့အခါ ပေါ်ပြီးတော့ရဲမှာပေါ်တယ်ဗျာချဲ့ချဲ့ကားပြင်လိုက်တာဟုတ်ကဲ့အဲ့တော့တိုင်တဲ့လူလေကျမတို့ပြောအခုကျမတို့တင်ထားတဲ့ဟိုကိုရုံးကလည်းတင်ဒါပြင်နေကျမတို့ကျမတို့ရိုက်တာလည်းနာနာကြည့်ကြည့်ရှိမင်းကလေးမင်းကလေးကြီးရိုက်ရှင်းရှင်းပြောမယ်ဆိုရက်ွက်ထဲမှာရန်ဖြစ်နေအောင်ဒီချက်မကဖြစ်ကြတယ် တို့ရွှတ်တိုင်ရောက်ကြည့်ကြတာဒါပေမဲ့အဲ့လောက်ကြီးကြီးလေကျမတို့ကလေးပါတဲ့အတွက်လည်းမရဘူးဒါပေမဲ့ဒီမင်းကတခါလဲမဟုတ်ခောက်ထုတ်ခောက်ပြန်လာဖို့လို့ကျမတို့ကဒီပေါ်မဲ့ဆိုဒီလူနောက်ဒါမခိုးအောင်ချိန်ချလို့အယောလည်းမတောင်းဟုတ်ကြောဒီတိုင်းရေစကားလည်းမပူဘာလို့ဆိုရေစကားပူလဲဒီကလေးလေးနဲ့လုံလုံလုံမှန်တယ်မဟုတ်လားအခုပြန်မှာဆိုတော့ကျွန်တော်တို့ပရိုက်ဂျာဆိုက်ကကြည့်ရမှာကျွန်တော်ကသူကတော့သူ့ပြည့်သူခံရတာသူ့ပဲကလေးငယ်လို့ကျောင်းတငယ်ချင်းရဲ့အဲ့မိရှင်တန်ချင်းပေါ့နော်ဆရာဝန်းအောင်တို့ကနေပြီးတော့ဟိုဘယ်လိုဖြစ်နိုင်မလဲဆိုရင် ခွင့်လို့ပြီးပေါ့သူတို့ရဲ့ကိုယ်တိုင်ကဘယ်လိုလဲသူကကျွန်တော်ဖြစ်နေကြတာကြာကျွန်တော်ကပြည်သူမောင်းပါတယ်ငါတို့ပြောတော့တယ်ဟိုကြော်ရမယ်ဆိုရင်ဘုံကျင်ကောက်ကိုးထားလဲအဲ့ဒါကြော်ပြီးတော့အမျိုးတော်လဲမဟုတ်တော့ဒီကနေ့ကျွန်တော်တို့မြန်မာမျိုးမျိုးလာရတာဆိုဒီမှာတော့တဘောပါတယ်မြန်မာမျိုးကျွန်တော်တို့လိုက်ဘုံမတော်ရဲကျွန်တော်တို့မမြင်နိုင်ဘူးဒါပေမဲ့သူကဟိုကနေလမ်းမြင်လို့ တယ်။ဒါကြီးလည်းကူပေးပါလေ။အဲ့ဒါတွေကနည်းနည်းလေးမဟုတ်တချို့ဟာတွေကကြားချက်တာကဒီကရကန်ရှင်ရတယ်။ကရကန်ရှင်စားမသိဘူးတိုင်နာတွေပါတိုင်နာမသိဘူး။ပါသွားတာလည်းမသိဘူး။ဒီကစနေကောင်းနေကြရနော်။အဲ့ပေါ်မှာတက်လို့မတ်မှာအခုခွဲသွား။ right တယ်မှာ။ဟုတ်ဒီကညိုလာပြီးတော့ဟိုဟိုဟိုအဲ့တော့ရှင်းနေတာတကယ်လို့ပြီးသွားရင်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့ check ကားဒီ။ဒါပေမဲ့တိုင်နေအမှုခုနဲ့ကူမရှိဘူး။ဒီကတိုင်ုံပဲတိုင်တာ။ဒါပေမဲ့ဒီနေ့အခုကျမတို့ဘက်ကလည်းလွန်ထားတာပါတခုမှမရှိဘူး။ ဲ့လိုချက်ကားပြီးအဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကျမတို့ကလည်းပြန်တရားဆွဲမှာအဲ့သူ့ line ပေါ်မှာတင်ထားတဲ့ account ရှိတယ်အဲ့ account နဲ့လိုက်တော့တော့တော့အင်းဒါပေမဲ့ဒီကိုတဲ့လူမရှိမှလည်းသိတယ်ဒါပေမဲ့နောက်ဒါမှဆိုရင်ကျမတို့ချင်းချောင်းရော်လည်းမတောင်းနာနာကြီးကြီးလည်းတားမရဘူးတေကြအောင်နော်တတ်တယ်မသိဘူးသူကြည့်ထားတဲ့ပုံနဲ့ line ပေါ်မှာကြည့်ကြည့်ပါရော်တီရော်ရဲဒီလိုချုပ်ပြီးတော့တော့မှထွက်လို့ရတဲ့ဒါကြီးချက်နေအောင်လည်းပါတယ်ကလေးလေးကဥစားလည်းဖိုင်မင်းတက်တော့ တနည်းခွနည်းနည်းလောက်တော့ရှိရတယ်ဟုတ်ပါတနည်းခွနည်းခလေးလိုက်ကျမတို့ရံမလို့ခလေးကတော့ချစီထားဟုတ်ပါကျွန်တော်အခုရောက်ရှိနေရတော့လိုင်းသားရဘုံကျုံ၅ရက်ခွတ်မနက်ကထိွားတဲ့အရာလေးကိုကျွန်တော်ပြောချင်လို့ပါနော် ဒီရားကဒါတွန်းတာသူဆိုင်ပေါ့ပြောချင်တာဘာလဲဆိုတော့အမှန်တော့ခလေးကိုလောက်တာမဟုတ်ဘူးညာနော်ဒါခလေးဆိုတာဝန်ထမ်းတွေကခလေးကိုဆွဲခေါ်တယ်မေးရမထက်တဲ့ကြောက်ကြောင့်မလို့ကြောပါသွားတာပေါ့နော်ခြိရဆိုတာလည်းခလေးကိုခဏပဲခြိလိုက်ရခလေးကိုခေါ်ပြီးတော့အထက်ထဲမှာခလေးကိုမုတ်တွေကျွေးတယ်အေးအေးတွေတိုက်တယ်ပေါ့နော် ဒီတက်တော့တမပါတဲ့ဟာခဏတာပါဗောနော်အမှန်တော့ချိန်ချောက်တာဗောနော်ရေတဲဘူးနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးနော်ကျွန်တော်တို့အခုဒီဆိုင်ရှိကိုရောက်နေတာပါနောက်တော့ပြန်လွတ်ပေးလိုက်တယ်လို့ပြောပါတယ်ဗောနော်ကျွန်တော်တို့ကအခုဒီကလေးကိုကုညီလို့လာတာဗောနော်သူတို့ကလည်းလိပ်စာမသိဘူးလို့ပြောပါတယ်တကယ်တော့နားလည်မှုမလွဲပါနဲ့နော်ဒီဆိုင်ကဝန်ထမ်းတွေရောအမားတွေရောအဲ့လိုပုံစံမျိုးမရှိပါဘူးကျွန်တော်တို့ကတရက်ကော့တဲ့နေရာကြောင့်မလို့သိပါတယ်ဗောနော်ဒါကာပြီးပြောတာမဟုတ်ပါဘူးဟိုတက်တော့ဖို့မှမြင်တဲ့အခါကျတော့ဒီမတွေကလည်းပိုဒီလေးရောက်လုံးမိခါကျတော့ ရိုင်းတယ်လို့ဆိုလို့ဖြစ်သွားတယ်ပေါ့နော်တကယ်တော့မှားရပါတယ်ပြီးတော့ခလေးပါတာခလေးကခဏပဲပါတာပါနော်ခလေးကိုပြန်ခေါ်ပြီးတော့မုတ်ဒီလည်းကြွေးရပါတယ်ဒီမှာစီစီတယ်ပဲမတန်းရတော့ခလေးကဒီမှာလာဖို့လား၃ချိန်ရှိပြီတဲ့ဗျာနော်နှစ်ချိန်မှာခလေးကမတူဘူးလို့ပြောတယ်ဗျာနော်မယုံရင်လည်းကျွန်တော်တို့ဒီမှာ CCTV ရှိပါတယ်နော်လာကြည့်လို့ရပါတယ်ပြောရင်းနာကဗာလဲဆိုတော့ဒီဆိုင်ရဝန်ထမ်းလေးရဲ့ဒီဆိုင်ရအမရဲ့ကိုနားလည်မှုမလို့ကျွန်တော်ပြောချင်တာပါနော် ကျွန်တော်အခုတော့ပြောပေးရတာကျွန်တော်လည်းဇက်ဘွက်ကလည်းတူနေတော့ပြီးတော့ကျွန်တော်ခုံးဆက်ပြီးခဏခဏမေးနေလို့ကရင်လေးဘာဖြစ်တာလဲကရင်လေးနေတဲ့ဇက်ဘွက်ကဒီမျိုးဖြစ်နေဆိုကျွန်တော်ကိုလန့်လန့်မေးလို့ကျွန်တော်ပြောပြချင်းဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်ကဝန်ထမ်းလေးရောဒီဆိုင်ပိုင်ရှင်ကြီးအမအဲ့လိုစိတ်ကမ်းမှုလည်းမရှိပါဘူးဒါပေမဲ့ तू ကခဏခဏကိုးခံရတော့ဒေါသထွက်ပြီးတော့ဟိုလက်လက်လေးရောလက်ပါပါတယ်ဗျာနော်ကိုလေးလေးရောလုပ်တဲ့ကြောင့်မို့သူ့ဘက်ကမှားပါတယ်ခလေးဆိုတာခဏတာပဲပါသွားတာပါနော်ခလေးကိုတကယ်တော့ခလေးကိုဘာမှမလုပ်ပါဘူးနော်ဒီမှာခြိသားလဲဆိုတာကလည်း ခဏပဲခြိလိုက်တာပြီးတော့ခလေးကိုပြန်ခေါ်ပြီးတော့ခလေးကိုမုတ်တွေကျွေးတဲ့ခြေတွေတိုက်တဲ့အေးတွေတိုက်ပါတယ်ပေါ့နော်ဒီမှာမယုံရင် CCTV မှာတန်းနေရှိပါလေလာကြည့်လို့ရပါတယ်ပထမတစ်ခေါက်တည်းကခလေးကိုသူကဝင်းနေရခေါ်တယ်အဲ့အမကခလေးကိုမထုတ်ပေးလို့ခလေးကရောပြီးပါသွားလားအမကခလေးကကြားညာသွားလားတကယ်တော့ဒီဝန်ထမ်းတွေရောဒီအမတွေရောအဲ့လိုစိတ်ပြေမျိုးမရှိပါဘူးနော်တူတူကိုကိုပေါ့နော်ကိုပစ္စည်းခိုးတဲ့ခါမှာတော့ဒေါ်လာတက်တာပေါ့အဲ့ဒီကြောင့်မလို့အဲ့အမကဒါတော့မှားပါတယ်ပေါ့နော် ခလေးရတော့ဈာန်ကြောင်ရတာပါခလေးကိုအဲ့လိုလုပ်တာမဟုတ်ပါဘူးနော်ရေနှုတ်ဦးနဲ့လောင်းမဲ့ဆိုတာလည်းမဟုတ်ပါဘူးကျွန်တော်ရက်ကွက်ကလူမှုလို့ကျွန်တော်ကာပြီးပြောတာမဟုတ်ပါဘူးနော်ကျွန်တော်တို့နဲ့လည်းခင်မြင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပြောပြချင်းဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုဖန်ရေးတူတာနဲ့တိုင်းရယ်ရှယ်ရီပြကုတူရေးပေးပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်ခလေးလေးကိုတောက်ကူညီချင်လို့ပါနော်ခလေးလေးကိုလူပေးချင်လို့ပါဒီဗီဒီယိုဖန်ရေးတူတာနဲ့ဒီခလေးလေးကတားမိပါနော် တောင်းပြီးလိပ်စာတိတိမရှိရင်ကျွန်တော်ဆက်ကြပေးပါကျွန်တော်တို့သွားကုန်ကြီးကျွန်တော်သွားလူကျင်တို့ပါဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့အနီးနဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မေးစုံစမ်းပြီးရောမှတိတိချာချာလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးရောပြန်ကြလာခဲ့ရတာပါရှင်အန်တီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်အန်တီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထယ်ကြီးပြပတ်စံရှိတော့လည်းသူကအပေးကန်းရရော်တဲ့ခလေးလည်းချစ်တတ်တယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုမှမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရဲခလေးတိုင်းကိုထိမ့်ပြီး ရတဲ့မျိုးထဲမှာပါတဲ့ကလေးလေးရာလဲအိုက်အန်တီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ကွက်ထဲကကလေးပဲသူအိုက်ကလေးလေးကိုလဲနှစ်လသားအရွယ်တဲကသူကထိမ့်ပေးတာတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အိုက်ကလေးလေးရဲ့အဖေအမေတွေအလုပ်သွားတယ်အပြင်သွားတယ်ဆိုရင်အိုက်အန်တီရှိမှာပဲကလေးကိုထားခဲ့တာအိုက်ကလေးကိုအိုက်အန်တီကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်ပေးတယ်ပေါ့နော်အလားရက်ကွက်ထဲကနေရောမင်းတို့ပြောပြတာကလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုးလိုက်လိုက်လှုပ်စားနေရလဲရက်ကွက်ထဲကမဟုတ်ပါဘူးတဲ့ဒီကလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားကလေးတွေကိုလဲသူကကလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ်ဗီဒီယိုထဲမှာပါတဲ့ကလေးကိုတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အိုက်ကလေးလေးကအိုက်အန်နီရဲ့သားဆုံ းရတဲ့ဒါဝင်စားရလို့အဲ့အန်ဂျီကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ကလေးကို तू ကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပေါ့နော်အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတီးရဲ့ဆုံးရတဲ့ဒါဝင်စားတာလို့လည်းရက်ွက်ထရားလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အဲ့လာကြောင့်မဟုတ်လည်းအဲ့အန်ဂျီကအဲ့ကလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ပေါ့နော် तू နာမှာခေါ်ထားဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းတွေရဲ့အင်တာဗျူးတွေပါလေမင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့တော့ကိုယ်စားဝေးစားဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မဟုတ်လည်းမင်းရဲ့မင်းမင်းအမျိုးသားရဲ့အရင်ဆုံးအဲ့ရက်ွက်ထရားကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထရားစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ ခင်ရက်ကွက်ထဲမှာရှိတဲ့ carry gate တွေအဲ့နားမှာရှိတဲ့လူတွေဝင်မင်းတို့အရင်ဆုံးမေးပါတယ်အားလုံးဖြည့်ရတဲ့အဖြည့်ကလည်းဒီအဖြည့်တစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ကလေးကိုအဲ့အန်ဒီဘယ်လောက်ထိတာရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုက်နှက်တဲ့အမားကနေပြီးတော့ကလေးကိုခေါ်သွားလိုက်တတိုင်မှာကျိုးတုံးလိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမကလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေရအောင်အမားတို့ဗီဒီယိုထဲဗီဒီယိုကိုကြည့်ရလူတွေဆိုရင်မြင်ပါလိမ့်မယ်တတိုင်မှာကျိုးနဲ့တုတ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းမှာကလေးကအဲ့အန်ဒီရဲ့ရင်ခွင်ထဲမှာပဲရှိနေတာပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါအချို့ကလည်းမင်းတို့ကအပိအမြောင်လုပ်တယ်မင်းတို့ကအပိအမြောင်လုပ်တာမဟုတ်ဘူး DND ီးမှာအပြစ်ရှိရဆိုတာမှန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။ဒါပေမဲ့မင်းတို့လည်းအထယ်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရဲ့နော်။အမရှိတစ်ခေါက်ကလည်းလာယူရတယ်။အခုလည်းထပ်လာယူတယ်။ညီမတို့သိရဲ့နော်။နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအမယ်။အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအာမခံပါတယ်ရှင်။နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ပြီးလို့ရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေကိုအခုလိုမျိုးတွေလုပ်နေပါတယ်။ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါ။အခုလိုမျိုးကိုထီးလက်ရောက်စပင်းကိုဆွဲပါးကိုရိုက် ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကျိုးထုတ်တွေရောမင်းတို့လုံမှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူ့လုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစားဓာတ်တိုင်မှာကျိုးထုတ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကျိုးသွားတုတ်လို့ video file ထဲမှာပါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့ video file ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လဲလူသားချင်းစာနာတာပါရှင်မင်းတို့အပေးအမြောက်လုပ်နေတာမဟုတ်ပါဘူးမင်းတို့ရှိမှအဲ့လိုမျိုးလာလုပ်ခဲ့ရင်လဲမင်းတို့ကပထမအဆင့်တတိပေးမယ် ဒုတိယအဆင့်တတိဘလို့မှပြေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်မှာပါအလားမလို့လေမမင်းတို့ဘသူရှိကားမှာအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှရဲ့ပတ်စံဒီလေမမင်းရဲ့ချွေးနဲ့စားတဲ့ရှာထားတဲ့ပတ်စံမမင်းရှိမှာအထယ်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမင်းဘသူရှိကားမှာအလှမခံဘူးမမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရတယ်ဒီအနီးကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမင်းရှာထားတဲ့ပတ်စံတွေကနေပဲမမင်းငါးသိန်းချက်ကိုလာလှတာပါရှင်လိုင်းတရားဖြစ်စဉ်ခိုးမှုဆွဆွဲခံရသူနဲ့ရိုက်နှက်သူနှစ်ဖက်လုံးရဲစခန်းတွင်ထိမ့်သိမ့်စစ်စစ်တင်ဆက်သူ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ဗိုလ်ချုပ်လမ်းမပေါ်ရှိတွေ့ရသူအထင်းနဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တဲ့ပစ္စည်းခိုးယူမှုဆွဆွဲချက်နဲ့နှိပ်စက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးရိုက်နှက်ခံရသူတာမီ2ဦးနဲ့ရိုက်နှက်မှုကျူးလွန်ခဲ့သည့်ဆိုင်ပိုင်ရှင်အမျိုးသမီးတို့နှစ်ဖက်လုံးကိုရဲစခန်းတွင်ထိမ့်သိမ်းစစ်ဆေးနေကြောင်းနောက်ဆုံးရသတင်းများအရသိရပါသည်ဖြစ်စဉ်အချင်းချုပ်နှင့်တက်ဆိုင်သူများ၏သဘောထားများဖြစ်စဉ် အောက်တိုဘာ20ရက်နေ့ပိုင်းကစတင်ပြန့်နှံ့ခဲ့သည့်ဗီဒီယိုဖိုင်တွင်ကလေးချီထားသည့်အမျိုးသမီးကိုဆိုင်ရှင်ဟုယူဆရသူကတခိုးဟုပြောဆိုကာရိုက်နှက်ခြင်းကလေးကိုတွန်းထုတ်ခြင်းနှင့်လမ်းဘေးတက်တိုင်တွင်ကြိုးကြည့်ထားခြင်းများပြုလုပ်နေသည်ကိုတွေ့ရပြီးလူမှုကွန်ရက်တွင်ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါသည်ဗီဒီယိုထဲပြောနေသည့်ရင်းနှွေးမှုဖြင့်လောင်းခြင်းမျိုးမှုမရှိခဲ့ကြောင်းဖြစ်စဉ်ကိုကူညီသူတဦးကပြောပါသည်ရိုက်နှက်သူဖမ်းဆီးခံရခြင်းပြင်းထန်သောဝေဖန်မှုများကြောင့်စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကိုယနေ့ အောက်တိုဘာ21ရက်နနက်ပိုင်းတွင်လှိုင်သာယာမြို့မှရဲစခန်းကခေါ်ယူထိန်းသိမ်းခဲ့ပါတယ်။ခိုးယူသူဤနောက်ခံရိုက်နှက်ခံရသည့်အမျိုးသမီးသည်လှိုင်သာယာတွင်နေထိုင်ပြီးတောင်ရန်စားတောက်နေသူဖြစ်ကကလေး2ဦးမိခင်ဖြစ်ပါတယ်။သူမ၏ကလေး2ဦးမှာပိုလီယိုဝေဒနာကြောင့်ဆေးကုသမှုခံယူနေရကြောင်းဒေသခံများကအတည်ပြုခဲ့ပါတယ်။ခိုးယူမှုအခြေအနေရိုက်နှက်ခံရသူသည်ကလေးချီလျက် အဝိလွယ်အိစသည့်ပစ္စည်းများကိုတစ်ခါနှစ်ခါခိုးယူဘူးဒီကိုခက်ခလင်မတစင်ဆိုင်ရှင်ကသိရှိထားပြီးထက်မှန်ခိုးယူခြင်းဖန်စီရိုက်နှက်ခဲ့ခြင်းဖြစ်ပါတယ်ဖြေရှင်နဲ့ပုံလဲသွားလို့ဆိုင်ရှင်အမဖြစ်သွားတာဟုကုညီဆောင်ရွက်သူကသုံးသပ်ပါတယ် ။ငါကထဲကိုရောက်ရောက်ချင်းလဲမင်းအဲ့အနေရှိကိုတန်းသွားတာမဟုတ်ပါဘူး။မင်းအဲ့ဖုန်းကြီးချောင်းသားတွေပြီးရင်ဆိုင်ကယ်ကယ်ရီဂိတ်တွေအဲ့လိုမျိုးလိုက်ပြီးတော့စုံစမ်းပြီးမှလှူတာပါ။ဒီပတ်စံအသည်ဘသူဘယ်ဝါရှိရမှာအလှခံထားခြင်းမဟုတ်ပါ။မင်းရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ပတ်စံကိုမင်းလှူခြင်းဖြစ်ပါရဲ့ရှင်။အပိအမြောက်လောက်တာလဲမဟုတ်ပါဘူး။လူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်။တချို့ကြတော့လဲခြေလက်တွေအကောင်းကြီးနဲ့လုံမစားပဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလဲတသက်ရှိပါတယ်။ဒီအနေကြီးမှာအကျိုးရှိရလို့လဲရက်ကွက်ကပြောပါတယ်။အဲ့လာကြောင့်မို့လို့သူလုံးပြီးလောက်ရလုံလိုက်တာလို့လဲရက်ကွက်ထဲကပြောပါတယ်ရှင်။ဒီအနေကြီးရဲ့စိတ်နေစိတ်ထားကိုဒီရက်ကွက်ထဲမှာ တော်တော်များများကအဲ့ရနေဘက်ကနေပြီးတော့အမအခံမိကြရဲ့လို့တော်တော်များပါတယ်ရှင်။ကျမတွေရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ရင်ကိုမတွေရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်။ကြိုက်တဲ့နေရာအဲ့ရဖုံးကြီးချောင်းကနေပြီးတော့တက်တဲ့ရေဝင်သွားပြီးအိုက်တိုက်လျှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ရက်ွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းဆုံးကိုသိရပါလိမ့်မယ်ရှင်။မင်းပြောနေတာအပေါ်တွေဟုတ်မဟုတ်ဆိုတာပေါ့နော်။ဒါမြင်လဲအင်တာဗျူးတွေ့ပြီးတဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်။ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းဆုံးလေးသိချင်တာမို့လို့ဒါမြင်သွားပြီးတော့ရက်ွက်ထဲမှာတိတိကျကျမေးခဲ့တာပါတက်ရောက်သေးကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမေးမေးခဲ့တာပါရှင်။မင်းညညာလည်းရက်စ က္ကန့်မှာဒီနေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ကွက်ထဲကနေမင်းတို့သိရတယ်ပြီးတော့ဗောနော်ဟိုရိုက်နှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေဗောနော်သူလောက်တာလွန်သွားတယ်သူနောက်အလိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်တယ်လို့လည်းမင်းတို့ရက်ကွက်ထဲကနေတစင်ကြားရပါတယ်မင်းမင်းဒီလိုလှူခြင်းဒီအားပေးအားမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါမင်းလူသားချင်းစာနာတာရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာတာရဲ့ကြောင့်မင်းတို့ဗောနော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပက်လေးကနေပြီးတော့ကုညီပေးရပါရှင်အားပေးအားမြောက်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုက်နှက်နှိမ့်ဆက်တာမျိုးတော့မင်းတို့ဘလို့ မှမကြည့်ရပါဘူးရှင်ပြီးတော့ခက်လေးပါပါတယ်ခက်လေးကိုနေပူတဲ့တက်တိုင်ထဲမှာကျိုးတုတ်တာတွေအဲ့လိုမျိုးတွေလှုပ်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းဟာကိုယ့်ရဲ့မျက်စိအရှိမှာကြက်ခလေးငှက်ခလေးကိုလှုပ်နေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးခက်လေးနဲ့အိုကြီးအိုမတက်ရောက်ကိုအခုလိုမျိုးရိုင်းနှက်နေတာဖြစ်တဲ့အတွက်မင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းပြီးမှမင်းတို့လှုပ်ခဲ့ခြင်းဖြစ်ပါတယ်လှုပ်တဲ့ပတ်စံဒီမင်းမင်းပတ်စံမှာ ကျွန်တော်မေးချင်တာကဒီမှာအခုပေါ့နော်ရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့ line မှာပြောနေတာတစ်နေ့နှစ်ကောင်းနဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားနော်ဒါဒါဒီရက်ကလည်းဒီပြေးတော့မယ်အပွားနဲ့ဒီကလေးနဲ့ကအဲရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကတန်ရောစင်ကဒီစင်တန်ကြီးရမှာတန်ရောစင်ဖြစ်တယ်ဒီကလေးနဲ့ဒီလေးက6လောက်လာတယ်တားဝင်သားလို့လေးလား6လောက်လာတာတားဝင်သားတယ်တားဝင်သားတယ်ဒီရက်ကလုံးဒီနောက်ပြီးတော့အပွားကကျွန်တော်တို့ပြောတာတကူတကူကလို့ပြောကြတယ်တကူအားပေးလို့လည်းပြောကြတယ်အဲ့တော့အပွားအရင်တော့နာမည်ပြည့်ပြီးပါကြည့်ဒါမှလည်းမရှိဘူး

ုတ်ကဲ့တော့တော့သူကြည့်တခါမှာပဲကျွန်တော်တို့ကဒါကိုဘာမှပြောလို့ရအောင်ဒါမဲ့ဘွားပြတ်တော့လာရင်ဒီလိုလိုမျိုးနဲ့တက်လို့မှာမဟုတ်ဘူးဘွားရဲ့ပုံစံကြည့်ရတယ်။အဲ့ဒါလည်းရမ်းချစ်တယ်ဗျာဖတ်တာလည်းကြည့်နေတယ်ဗျာ။ဟုတ်ကဲ့ဘွားရဲ့ပါနေပါဘူးမရှိရဘူးကြီးရတယ်။ရမ်းချစ်တယ်ဗျာပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဒီဘွားထွက်လာရင်သူ့မှာသူ့ကိုပြီးနေတယ်။ဟုတ်ကဲ့ဒီလိုကလာဒီသူ့ရဲ့အကြောင်းလို့ပဲဟုတ်ကဲ့နော်အဲ့ဒီကိုကျွန်တော်တို့ဆက်ပေးမယ်။ပြီးတော့ဈေးရင်းစားဖို့ဆက်ပြီးတော့ထုတ်ပေးမယ်။ဒါဆိုရင်ကျွန်တော်တို့ကပြီးပြီဘွားကူညီပေးလိုက်ဟုတ်ကဲ့ဒီစိတ်နဲ့ပဲကျွန်တော်တို့ကူညီကြတယ်။ဒါမှကျွန်တော်တို့ဒီစိတ်မျိုးအပြေပြောတဲ့လူအများကြီးရှိတယ်။ဘာမှမသိဘူးဗျာဘာမှမသိတဲ့လူကဘိုင်းဝင်ပြီးကြည့်နေကြတယ်။အဲ့ဒါသူတို့ကြတော့လည်းတရားတစ်ချက်ဝင်ကြတော့မကူညီနိုင်ဘူး။ဒါပြီးတော့စုံစမ်းလာဆိုလည်းမစုံစမ်းဘူး။ cái mà mà tôi nhớ là xà ly đây để đi quay giờ cái ly đi tính đi nó nóng lên phòng này không quan lái tàu dùng quá nhiều quá này cái ly này bám mà đổ mà này nó đập bám mà đổ bám này nhí qua được cái chết giờ cái cái nó tin tay nhớ thì chỉ được cái thấy tay nhớ thì chỉ đầu đúng rồi mà tôi là tôi nhớ là cái gì đây đây giờ cái cái giờ thì mà chết rồi quá thì nhí được cái chết giờ đấy cái chết cái nhí đấy nhí đấy quá rồi nhớ chết nhớ chết rồi rồi cái chết rồi quá rồi dùng cái gì quá rồi dùng cái gì bỏ ra cái là dùng cái gì bỏ ra ba đứa sao lại quá quá quý chủ sao quá quý chủ là đi với con em thì còn ဲနော်ဒီအပေါ်ရလူတွေအကုန်လုံးသိတယ်အဲ့ဒါကိုလိုင်းပေါ်မှာမသိဘူးနားနဲ့လိုက်ခိုက်တဲ့လူတွေကသဘောကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကရှင်းပေးရဖြည့်ရှင်းပေးရအခုရှော်တယ်ရှော်တယ်နားလည်းပြောတယ်ဟုတ်လားရှင်းရှော်တဲ့နေရာနော်ရှင်းရှော်တဲ့နေရာလည်းအကုန်ပြောတယ်အဲ့တော့ဒီအဝေးဆောင်နေတဲ့ဘွားကိုကျွန်တော်တို့ကကူညီနေတဲ့နေရာနော်အကြပါမဟုတ်တကူအားပေးတာလည်းမဟုတ်ဦးကျောက်တာကသူ့တိကလည်းသူ့သားမှာတယ်ခါမီးကျွန်တော်ကနောက်တော့ဘာလို့မသိရကျွန်တော်ကလုပ်ပေးတယ်နားလည်းပြောတယ်လို့ဗောနော်ဒီဟိုတကူအားမပေးနဲ့မလူသိဘူးဆိုထင်လားအဲ့လိုပြောမယ်ဆိုတော့ကျွန်တော်မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလို့ရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာပို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။ ားမီလို့ထင်ကြတယ်ဒါပေမဲ့တားမီမဟုတ်ဘူးဟဲ့လားနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူတင်လဲဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုထင်လဲနှစ်ယောက်စလုံး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 လှူတင်တယ်လို့ထင်တာသူမဲ့တို့ဒါဒီနှစ်ယောက်စလုံးမှာဝင်မနေရတာဟဲ့ပါတော့အဲ့လိုလဲသားတွေဟုတ်လားလုံးလုံးလာနေတာအဲ့လိုလားတော့တို့ပါရလို့လားလည်းမရလို့မှာပါဒါပေါ့ဒါပေါ့နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရအောင်ဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ချင်းဒီကောင်မလေးအမေရဲ့ဇောက်ခမ ဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲ့ဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွတ်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွာတော့တွတ်နော်ဒါဒီကကျွန်တော်လည်းရှင်းတယ်ဒါကွာတော့ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျမတို့အခုအသက်56နဲ့ဆိုပြီးဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရအောင်ထားဆိုတော့ကျွန်မတို့မကြဘူးအခုတခါပထမဦးသုံးမယ်အဲ့ဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနဲ့အဲ့တော့ကတော့ပါလေတော့ပါလေကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနာပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကသိချင်တာကပေါ့နော်ဟိုဒီမှာအချိန်တွေဘယ်လိုရှိလဲဒီအဘွားရဲ့အချိန်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအချိန်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တစ်ချို့မသိတဲ့ဒီပေါ့နော်လူ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 ကအမြင်ရနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးချင်